မင်္ဂလာပါအခုတစ်ခါပေါ့နော်ကျမကဘေးတက်ပြီးမှတော့မဟုတ်ဘူးပေါ့နော်တဲတော့ကြည့်ပြီးမှမဟုတ်ဘူးနော်အော်ကျမပေးထားတဲ့ဒီခေါင်းစဉ်ကိုလည်းဖတ်ပြီးသွားရဲထင်ပါတယ်နော်အဲ့တော့ဘာပြောချင်တာလဲဆိုရင်အဓိကကလေကျမတို့မျိုးဖွဲ့မျိုးရက်အဲ့မျိုးရက်နဲ့အဲ့တော့ရင်းနဲ့ဘယ်လိုမျိုးဆက်ဆက်နေတယ်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သိချင်တဲ့သူတွေအများလေးမျိုးတော့ကျမထင်တယ်ကျမကလည်းပေါ့နော်ဒါကိုလေ့လာတွေ့ရှိထားတာပေါ့နော်လေ့လာတွေ့ရှိထားရဆိုတော့ဖတ်ထားဖတ်ထားတာပေါ့နော် online ပုံမှာလည်းလေ့လာရပေါ့နော်ကျမအမြဲလေ့လာနေ တက်တဲ့သူဆိုတော့လေအဲအဲ့လိုမျိုးတွေလေ့လာတဲ့အခါမှာကျွန်မသိထားတဲ့အကြောင်းအရာလေးတွေကိုနော်ပြန်ပြီးတော့မျှဝေပေးချင်တာဖြစ်ပါတယ်နော်အဲ့တော့ပေါ့နော်ကျွန်တော်ရဲ့ဝေရခဏန်းနဲ့အင်တာနက်ကဘယ်လိုမျိုးဆက်ဆက်နေသလဲဆိုတော့ပေါ့နော်ဒီလေးအကြိမ်ချိန်ပြီးတော့ကျွန်မရှင်းပြချင်တယ်နော်အဲ့တော့အခုခေတ်ကလာဆိုရင်တော့အကောင်လေးသိကြမယ်ထင်ပါတယ်ပေါ့နော်အင်တာတခု ပေါ့အဲ့တော့တခုပြောပြောသွားဖို့ကလေအရန်ကိုပဲကိုနေရဆိုတော့အခက်ကလာဖြစ်နေတယ်ပေါ့နော်အချိန်အနည်းနဲ့ပြောရမယ်ဆိုရင်လည်းအလိုသားပဲဖြစ်စေအလိုသမီးဖြစ်စေပေါ့နော်အဲ့တော့ကိုဖောက်လဲဖောက်ပြန်ဖို့အတွက်ကိုဟာအရန်လေးကိုနေရခက်ဖြစ်နေတော့အခက်ကလာအလိုဖြစ်နေရနော်မြရတွေ့ရတာတွေကလည်းအဲ့လိုမျိုးတွေအရာတွေကများနေရဆိုတဲ့အခါကျတော့ပေါ့နော်အဲ့တော့ပြုဖို့စဉ်းစားနေရစဉ်းစားတဲ့အခါမှာပေါ့နော်ကျွန်မအခုပြောပြပြီးအကြောင်းအရာကတော်တော်လေးတော့တရားမှုရှိလိုက်ပြီးတော့ကျွန်မထင်တယ်ပေါ့နော် လူတွေရဲ့မွေးရကန္တန်းနဲ့အင်တာရေးကဘယ်လိုဆက်ဆက်နေသလဲဆိုရင်တချို့သူတွေကအင်တာတစ်ခုကိုပြုတ်ခွဲသွားပြုတ်ခွဲဖို့အတွက်ကို အရန်လွယ်ကူနေတဲ့အချိန်မှာတချို့သောသူတွေကအိမ်တော်တစ်ခုပြုတ်ပြီးပြုတ်ပြီးသွားပြီဆိုရင်မတော်ဒီအိမ်တော်ကိုရေရှည်တည်တန်းခိုင်မြောက်ဖို့အတွက်ကိုစူးစမ်းခြင်းတွေတက်တဲ့သူစူးစမ်းခြင်းစိတ်ရှိတဲ့သူတွေလည်းအများကြီးရှိရပါတော့။အဲ့တော့ဘယ်လိုမျိုးဆက်ဆက်နေတယ်လဲဆိုတော့ပြောပြမယ်ဆိုရင်ဘယ်လမဆိုပါတော့။ဘယ်လမဆိုဆိုတာကဟိုပြပြချင်တာကအဓိကပြပြချင်တဲ့အကြောင်းအရာကမွေးရက်ကိုအဓိကထားပြီးကျမကပြောပြတာပေါ့နော်။မွေးလနဲ့မဆိုင်ဘူး။အဲ့တော့ဘယ်လမဆို၂ရက်၊၃ရက်၊၆ရက် 12ရက်21ရက်15ရက်20 30 31 29 9အဲ့လိုရက်တွေမှာမိဖွားရတူရတယ်တခြားလူတွေလည်းမတူဘူးဒီလားသူတို့ကလေအင်တော်ကြီးနဲ့ပတ်သက်ပြီးတော့လေအင်တော်တည်တဲ့ခိုင်မြဲအောင်ထိမ့်သိမ့်လို့စိတ်ညားတဲ့သူတွေဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ကွာအင်တော်တို့ခုလေလွယ်လွယ်လေးတော့အပြုတ်ကဲခံဘူးဒီလားအခက်အခဲပေါ့နော်အခက်အခဲတွေအတားအဆီးတွေအဲ့တော့ခါကြီးပြပန်းဆင်းရဲရတယ်ဒါတွေကြုံတွေ့ရတဲ့အခါတော့မှလေအင်တော်တို့ခုအလိုတကူ ိုကွဲသောက်ဖို့အတွက်ကိုသူတို့သူတို့မှလေစိတ်ဆန္ဒမရှိဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးအခုခေတ်ဆိုရင်ဒါဖောက်လဲဖောက်ပြန်ခေတ်ဒီဖောက်လဲဖောက်လဲဖောက်ပြန်ခေတ်ဖြစ်နေတဲ့အချိန်မှာတော့ပေါ့နော်ကို့အင်တာဘက်ကကို့ဖောက်ပြန်သွားရင်တော့မှလေဒီအင်တာရေးကိုအလယ်တကူလက်ပတ်လျှော့ဘူးအဲအဲ့လိုလူလူတွေဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခါပေါ့နော်ဒီပေါ့ကိုယ့်ရဲ့အမျိုးသားဖြစ်စေကိုယ့်ရဲ့အမျိုးကိုယ်ကလည်းအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေဒါဟိုကဂျန်နာမဆိုင်ဘူးတော့အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေအကျုံးဝင်နေတယ်လား ဲ့တော့ပေါ့နော်အိမ်တော်ကျွတ်တော့မယ်ဆိုရင်တော့ကိုချစ်သူကိုရဲ့အိမ်တော်ပဲဖြစ်လာမယ်သူပေါ့နော်သူကဒီလိုချက်တွေမှာမူဖွားရတဲ့သူဆိုရင်ဒါရေဘူးရအဖြစ်ဒါကအိမ်တော်ပြုတ်ဖို့အတွက်ကိုစဉ်းစားလို့ရရပေါ့နော်ဘောသက်စာတရားကိုတမိုးထားတယ်လို့ပြောလို့ရရကွာပြောမယ်ဆိုရင်ဒါအိမ်တော်တစ်ခုကိုအလွယ်တကူပြုတ်ကွဲမခံဘူးဆိုရဲကသက်စာဟိုတသက်စာတရားကိုထိမ့်သိမ့်တယ်လို့ပြောရမှာပဲလीဟုတ်တယ်မလားဆိုတော့ပေါ့နော်ဒီလိုချက်တွေမှာမူဖွားရတဲ့သူတွေကကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘက်တင်မှာပါလား နည်းတက်ကြည့်လေးနော်အဲ့တော့ဗောနော်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကဒီကနန်းနေမှာပါလာပါတယ်ဆိုရင်တော့ပြောလို့ရရယ်ဗောနော်ဘယ်လိုပါခဲ့ရင်လဲဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ကလာပြန်ပြီးတော့ပြန်ပြောပြလို့လည်းရရယ်နော်